င်္ဂလာပါရှင်။ PSM News ရဲ့တပတ်တွင်းပြည်တွင်းသတင်းတွေကိုဖတ်ကြားတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မကတော့ခင်လေးစုံပါရှင်။ပထမအဦးဆုံးအနေနဲ့ Sky Federal Unit ဂျာကာလာအစိုးရဝန်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုအတည်ပြုခန့်အပ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးမြင့်ထွေးနဲ့ဒုတိယဥက္ကဋ္ဌအဖြစ်ဒေါ်ဖြူဖြူဝင်းတို့ရွေးချယ်ခံရတဲ့သတင်းကိုတင်ပြပေးပါမယ်။ Sky Federal Unit လွှတ်တော်စထမပုံမှန်အစည်းအဝေးကိုနိုဝင်ဘာလ18ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပြီးဂျာကာလာအစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအဝင်အရေးပါတဲ့ခေါင်းဆောင်မှုနေရာတွေကိုအတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။အစည်းအဝေးမှာတော့စကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုရွေးချယ်အတည်ပြုခန့်အပ်ခဲ့ပြီးစကိုင်းဖက်ဒရယ်ယူနစ်ခြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ68အရခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရသူဦးစိုးဦးဟာ2015ခုနှစ်နဲ့2020ခုနှစ်အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာစကိုင်းမြို့နယ်မက်ဆန္ဒနယ်မြေအမှတ်1မှာကိုယ်စားလှယ်ဖြစ်ပါတယ်။2015ခုနှစ်မှာ2021ခုနှစ်အထိစကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့စီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌတို့အတွက်အတွေ့အကြုံရှိပုံကိုယ်တွေကိုရွေးချယ်ခဲ့ရမှာတော့ဥမြင့်ထွေးကိုလွှတ်တော်ဥက္ကဋ္ဌဖြစ်ရွေးချယ်ခဲ့ပါတယ်။ဥမြင့်ထွေးကတော့2015ခုနှစ်နဲ့2020ခုနှစ်တို့မှာရေဦးမြို့နယ်မှာလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးအရင်လွှတ်တော်သက်တမ်းအတွင်းအထူးကိစ္စရပ်များစုံစမ်းရေးနဲ့သုတေသနကော်မတီရဲ့ဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့ဖို့သူဖြစ်ပါတယ်။အဲ့နောက်ဒေါ်ဖြူဖြူဝင်းကိုဒုတိယဥက္ကဋ္ဌဖြစ်ရွေးချယ်ခဲ့ပါတယ်။ဒေါ်ဖြူဖြူဝင်းကတော့2015နဲ့2020တို့မှာကောလင်းမြို့နယ်မှာလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး1988ခုနှစ်မှာစတင်ကနိုင်ငံရေးလှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ အဆိုပါစက်တမပုံမှန်အစည်းအဝေးမှာစစ်အာဏာရှင်စနစ်ခြုံငုံရေးအတွက်အသက်ပေးလူသွားသူတွေကို၈၀ကညင်သက်အလေးပြုခြင်းနဲ့စတင်ခဲ့ပါတယ်။အခမ်းအနားကိုပြည်တော်စုလွှတ်တော်နာရီကဦးအောင်ကြည်ညော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှကောင်စီဝင်ဦးတိုးကျော်လှိုင်တို့ကဧည့်သည်တော်အဖြစ်တက်ရောက်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပါတယ်။ဒါ့အပြင် စကိုင်း Foreign Federation မကွေး Federal Unit လွှတ်တော်ဝန်ကြီးနယ်လွှတ်တော် ကုစားပြုကော်မတီနဲ့ ချင်းမြို့သားအတိုင်းမြန်ကောင်စီတို့ကလည်းဂုံပြူသွင်းလှော်တွေပေးပို့ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။အခုဆက်လက်ပြီးကဏီမာစစ်ကော်မရှင်ကဂျက်တိုက်လေရင်နဲ့ဘုံကျဲခဲ့လို့ CDM ဆီယာမတအူးကြဆုံပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရဲသားတွေကိုစစ်ကော်မရှင်ကပြစ်မှတ်ထားတိုက်ခိုက်နေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကဏီမြို့တောင်မတ်ချမ်းမှာရှိတဲ့မင်းအိုကြီးရွာအနီးကိုနိုဝင်ဘာလ17ရက်နေ့မိုးလယ်3:49မိနစ်ကနေ3:51မိနစ်အတွင်းစစ်ကော်မရှင်ရဲ့မိထီလာလီတက်မှာဂျက်ဖိုက်တာနှစ်စင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ စစ်ကောင်မရှင်ဟာတိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲအကြောင်းမဲ့ပြည်သူတွေကိုဥတီပြီးလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့တာဖြစ်တယ်လို့သတင်းအင်းမြစ်ကဆိုပါတယ်စစ်ကောင်မရှင်ရဲ့အရက်သားတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကြောင့်အသက်၃၀ရွယ် CDM ကျောင်းဆရာမတို့ဦးပေါင်းထိခိုက်ခါကြာဆုံးခဲ့ရတယ်လို့သိရပါတယ်ဒါပြင်အသက်၂၀ရွယ်ကိုသက်ရှိဟာလည်းလက်မောင်းထိခိုက်ဒဏ်ရာစိုးရင်ရတဲ့အခြေအနေထိရရှိခဲ့ပြီးဒေါ်စန်းထိကတော့မစိုးရင်ရတဲ့အခြေအနေနဲ့ဦးကောင်းရှက်ထိဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီရဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေမှာပါအရှက်သားတွေကို ပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်အပြစ်မဲ့ပြည်သူတွေထိခိုက်သေးဆုံးမှုတွေဆက်တိုက်ဖြစ်ပွားနေတာလည်းဖြစ်ပါရဲ့ရှင်။ဆလဘီ MDY PDF ကဗဟုဥဆောင်ကော်မတီဝင်2ဦးကိုတပ်ပိုင်ဘန်နာခိုးယူမှုနဲ့ဖမ်းဆီးအရေးယူလိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ကတပ်ရဲ့ဗဟုဥဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့ကိုမုံတိုင်းစည်ရေးဌာနကြီးမှုနဲ့ ကိုနိုင်ကြီးဗန္နာရှာဖွေရေးဌာနကြီးမှုတို့ကိုတက်ပိုင်ဗန္နာပစ္စည်းတွေတရားမဝင်ထုတ်ယူမှုနဲ့နိုဝင်ဘာလ15ရက်နေ့ကစတင်ပြီးအရေးယူထားတယ်လို့ MDY PDF ကထုတ်ပြန်ထားပါတယ်။အဆိုပါအရာရှိနှစ်ဦးဟာကာလတံမိုးကြီးမားတဲ့တက်ပိုင်ဗန္နာပစ္စည်းတချို့ကိုတက်ရဲစီမင်းစည်းကမ်းနဲ့လှုပ်ထုံးလုပ်နည်းတွေကိုချိုးဖောက်ပြီးတရားမဝင်ထုတ်ယူသွားခဲ့တာဖြစ်တယ်လို့ MDY PDF ထံကနေသိရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကပြုလုပ်ခဲ့တဲ့ဗဟုဦးဆောင်ကော်မတီအစည်းအဝေးမှာသူတို့နှစ်ဦးဟာအပြစ်ရှိကြောင်းဗန္နာပစ္စည်းတွေကိုတက်ထံအမြန်ဆုံးပြန်လည်အပ်နိုင်ရမှာဖြစ်ကြောင်းနဲ့ ပြည်တံကိုခံယူရမှာဖြစ်ကြောင်းဆုံးဖြတ်အတည်ပြုခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါဗျ။စက်တင်ဘာလမှာကျင်းပတဲ့တမှုများ6လပတ်ဆုံးညအစည်းအဝေးမှာလည်းအဲ့ဒီဆုံးဖြတ်ချက်တွေကိုထပ်လောင်းအတည်ပြုခဲ့တာဖြစ်ကြောင်း MDY PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ကိုမုံနိုင်နဲ့ကိုနိုင်ကြီးတို့ရဲ့တင်ပြချက်တွေကြောင့်ပြည်တံကိုယာယီဆိုင်းငံ့ခဲ့ပေမဲ့အခုချိန်ထိဗန္ဓပစ္စည်းတွေကိုပြန်လည်အနှံ့ခြင်းမရှိတဲ့အတွက်တာမန်စည်းကမ်းချိုးဖောက်မှုအဆင့်ကိုကျော်လွန်နေကြီးမားတဲ့ပြစ်မှုဖြစ်ကောက်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။ MDY PDF ဗဟုဥဆောင်ကော်မတီဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံချုပ်ကိုတင်ပြခဲ့ပြီးနောက်ကိုမုံနိုင်နဲ့ကိုနိုင်ကြီးတို့ကိုနိုဝင်ဘာလ15ရက်နေ့ကစတင်ပြီးတက်ရဲ့လက်ရှိတာဝန်အားလုံးကနေရက်ဆိုင်တာလက်နက်ဖြုတ်သိမ်းပြီးအချုပ်နဲ့ထိမ့်သိမ်းထားရှိတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုပြစ်မှုဟာတက်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်နေတာနဲ့ပြစ်မှုရဲ့သဘောတဘာဝအရာတာမန်တက်တွင်းစီရင်ဆုံးဖြတ်မှုနဲ့မတင်တော်တာကြောင့်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံချုပ်ကိုအမှုတွဲဖြစ်စဉ်ကိုဆုံးဖြတ်နိုင်မှုသတင်းပို့တင်ပြထားပြီးဖြစ်တယ်လို့လည်း MD1 PDF ထံကနေသိရပါတယ်။ ပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာတစုံတရာအနောက်ဆက်ဖြစ်စေမယ့်အခုလိုဖြစ်စဉ်သတင်းမျိုးပေါ်ပေါက်စေတဲ့အတွက်အထူးတောင်းပန်အပ်ပါတယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဆိုပါတယ် MDY PDF ဟာအပြစ်ရှိသူကိုအပြစ်လျောက်ထိုက်တဲ့လို့အပြစ်ပေးအရေးယူခြင်းအပါအဝင်တက်တီဆောက်ရေးလုပ်ငန်းစဉ်ကိုပုံမှုအားဆိုင်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်မစုံမနစ်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အခုဖြစ်စဉ်ကိုအကြောင်းပြုပြီးတော်လိုင်းရဲ့အကျိုးကိုထိခိုက်စေမဲ့တဲ့ရင်အချက်လက်အလွဲမှားတွေကောလာဟာလာတွေပေါ်ပေါက်လာမဲ့အရေးယောင်တွေကြားသိနေရတာကြောင့် MDY PDF အနေနဲ့အများပြည်သူထံကိုထုတ်ပြန်ရတာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်ရှင်။အခုတခါချင်းပြည်နယ်မှာဖြစ်ပွားတဲ့ဆယ်ရက်တာတိုက်ပွဲတွေအတွင်းစစ်ကောင်မရှင်အင်အား100လောက်တေဆုံးပြီးဗိုလ်မှူးနဲ့ဗိုလ်ကြီးအစ်စင်တွေပါဝင်တဲ့အကြောင်းကိုတင်ပြပေးပါမယ်။ ချင်းပြည်နယ်တိုက်ပွဲတွေအတွင်းနိုဝင်ဘာလ6ရက်ကနေ18ရက်နေ့ထိ10ရက်ကျော်ကြာတိုက်ခိုက်မှုတွေမှာဗိုလ်မှူးဗိုလ်ကြီးအဆင့်အရာရှိတွေအပါအဝင်စစ်ကောင်မရှင်အင်အား100လောက်သေဆုံးခဲ့ပြီးစစ်တုံးပန်းနေနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆီးရမိခဲ့တယ်လို့ချင်းပြည်ချင်းနှန်းအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ6ရက်ကနေနိုဝင်ဘာလ18ရက်နေ့အတွင်းကလေးကန်ကောဖလန်းနဲ့တိတိမ်မြို့နယ်တို့မှာချင်းလန်းအစိုးရအဖွဲ့ရဲ့စစ်ကြောင်းတက်နဲ့စစ်ကြောင်းနှစ်အပါအဝင်မဟာမိတ်တပ်ဖွဲ့တို့နဲ့စစ်ကောင်မရှင်တပ်တို့ကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပါတယ် အဆိုပါကလာအတွင်းစစ်ကော်မရှင်ဟာလေရင်နဲ့ဒရုန်းတွေကိုအားပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်ခဲ့ပေမဲ့ချင်းနန်အစိုးရအဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေကထိရောက်စွာချိန်မုံနိုင်ခဲ့တာဖြစ်ပြီးစစ်တုံ့ပန်းတချို့ကိုဖမ်းဆီးရမိကလက်နက်ခဲရက်တွေနဲ့တင်းစီနိုင်ခဲ့တယ်လို့သိရပါတယ်။ချင်းနန်အစိုးရအဖွဲ့စစ်ကြောင်းတစ်ဟာကလေးမျိုးနဲ့ခံကောမျိုးအကြမိတ်ဖက် Forgot PDF အပါဝင်ចောင်းသားတမတော် ABSDF PDF ခရိုင်တရင်တွေပကဖာရီ Your Defense for YTF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတယ်လို့သိရပါတယ်။ အလားတူစစ်ကြောင်းနှစ်ဟာလည်းဖလန်းမြို့နယ်ဝေဘူးလာမြို့အကြောင်းမှာ၎င်းဒီဒိတ်မြို့နယ်ခိုင်ကန်းမြို့အကြောင်းမှာ၎င်းချင်းနက် National Defense Force CNDF PDF ဆိုလန်စတဲ့မိဖက်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်ကောင်မရှင်တပ်ကိုတိုက်ခိုက်နေတယ်လို့ချင်းနက်အစိုးရကထုတ်ပြန်ထားပါတယ်။ထို့အတူစစ်ကောင်မရှင်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေရာယူခဲ့တဲ့ဒီဒိတ်မြို့နယ်ကနမဲကြီးကနေဒီတောင်တပ်စခန်းကိုလည်းနိုဝင်ဘာလ17ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အကြောင်းချင်းညီနောင်အဖွဲ့ဝင် PDF ဆိုလန်ကထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်မှာတော်လိုင်းရဲတပ်ဖွဲ့တွေကမြို့အများစုကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးမဲ့စစ်ကောင်မရှင်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ကလေးတိုင်ငင်တီးတိန်လန်းနဲ့ဝေဘူလာမြို့ကိုလက်လွတ်လိုက်ရပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်ပါရဲ့ရှင်။အခုဆက်လက်ပြီးရန်ကုန်မှာနိုဝင်ဘာလဒုတိယပတ်အတွင်းစစ်အုပ်စုရဲ့ရွေးကောက်ပွဲအတူကိုစန့်ကျင်သူတွေအပါအဝင်အရဲသား14ဦးဖမ်းဆီးခံရတဲ့အကြောင်းကိုပြောပြပေးပါမယ်။ရန်ကုန်မြို့မှာနိုဝင်ဘာလ10ရက်နေ့ကနေ16ရက်နေ့အထိတပတ်အတွင်းအရဲသား14ဦးဖမ်းဆီးခံခဲ့ရကြောင်းရန်ကုန်ကင်းထောက်ကွန်ရဲ့ ရန်ကုန် Scout Network ထံကနေသိရပါတယ်။အဆိုပါလူ14ဦးကတော့မြောက်ကလာပါတန်လင်းနဲ့တင်ငန်းကျွန်းစတဲ့မြို့နယ်၃မြို့နယ်ကဖြစ်ပြီးစစ်ကောင်မရှင်ရဲ့မတရားဖမ်းဆီးမှုကိုခံရရတာဖြစ်ပါတယ်။ရန်ကုန်မြို့ရှိလမ်းရိပ်ပေါ်မှာရန်တန်းပေါ်တာဆွဲဖမ်းဆီးခြင်းခံရသူ9ဦး၊လမ်းသွားလာနေစဉ်စစ်ဆေးပြီးဖမ်းခံရသူ2ဦး၊တရင်အတိအကျဖြင့်ရှာဖွေဖမ်းဆီးခံရသူ3ဦးနဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုဖျက်ဆီးမှုနဲ့ဆွဆွဲဖမ်းဆီးခံရသူ4ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ ဒါပြင်ရွေးကောက်ပွဲကိုဝေဖန်နှောက်ယှက်သူတွေကိုရှာဖွေဖမ်းဆီးမယ်လို့လည်းစစ်ကောင်မရှင်ကနာမည်နဲ့တက်ပြီးချင်းချောက်ထားတယ်လို့တုံးခွမြို့နယ်ပလဲကျေးရွာနေအသက်30ရွယ်မရမုံဦးဟာနိုဝင်ဘာလ4ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်မှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတူကိုဝေဖန်ရေးသားခဲ့လို့ဖမ်းဆီးဖို့ရှာဖွေလျက်ရှိနေတယ်လို့လည်းသိရပါတယ်။အလားတူမရန်ကုန်မြို့နယ်နေဒေါက်တာခင်မကိုလည်းနိုဝင်ဘာလ9ရက်နေ့ကလူမှုကွန်ရက် Facebook စာမျက်နှာမှာတင်ခဲ့တဲ့ post ကြောင့်ရှာဖွေဖမ်းဆီးဖို့လှုံ့ဆော်နေတယ်လို့ရန်ကုန်ကင်းထောက်ကွန်ရက်မှာဖော်ပြထားပါတယ်။စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပြည်သူ့ပါတီ PP တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတဆညစတဲ့ပါတီတွေနဲ့တတိပုဂ္ဂလဝင်ပြိုင်မဲ့သူတွေဟာရန်ကုန်မြို့အတွင်းစိုင်းပုတ်ထောင်စာရွက်ဝေဟော့ပြောပွဲစသဖြင့်လှုပ်ရှားမှုတွေလှုပ်ဆောင်လာတယ်လို့လည်းသိရပါတယ်ရန်ကုန်မြို့အတွင်းအင်တာနက် Wi-Fi line တွေဟာလည်းနှေးကွေးနေပြီးစစ်သားရဲပြူစောထီနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလည်းရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေအတွက်သက်ဆိုင်ရာနေရာအလိုက်လုံခြုံရေးယူထားပေးနေကြတယ်လို့လည်းသိရပါတယ်ဒါပြင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့0 mile ခိတ်မှာလည်းအစစ်ဆေးတွေတင်းကျပ်နေတယ်လို့ခီးသွားတဲ့ထံကနေသိရပါတယ်ရှင် အခုနောက်ဆုံးအနေနဲ့အလှမယ်မိမြန်တို့ရဲ့စင်ကာပူပြည်သက်တွေ့ဆုံပွဲကိုတရားအားပေးသူများပြခဲ့တဲ့အတွက်နှစ်ကြိမ်ခွဲပြီးကျင်းပခဲ့ရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။အလှမယ်မိမြန်တို့ရဲ့ fan meeting ပွဲကိုနိုဝင်ဘာလ16ရက်နေ့ကစင်ကာပူနိုင်ငံမှာကျင်းပခဲ့ရမှာလူ900နီးပါးလာရောက်ခဲ့ပြီးတက်ရောက်လာသူများပြတဲ့အတွက်နှစ်ကြိမ်ခွဲပြီးစီစဉ်ခဲ့ရတယ်လို့သိရပါတယ်။အစကလူ90လောက်ပဲထင်ပြီးလက်ခံလိုက်တာချက်ချင်းပဲပြည့်သွားတယ်။အဲ့ဒါနဲ့နှစ်ပွဲလှုပ်လိုက်ရတာလို့တက်ရောက်လာသူတအုပ်က BSM ကိုပြောပါတယ်။အဆိုပါပွဲမှာအလှမယ်မိမြန်တို့က တချင်းတီဆိုဖျော်ပြပြီးအမေးဖြေတွေနဲ့ပြိသက်တွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တချင်းဆိုတဲ့အထက်မှာပြိသက်တွေကတောင်းဆိုလို့ကျဲတချင်းဆိုပေးသွားတယ်။သူ့အလေးစားရဆုံးကသူ့အမေနဲ့အမေစုပါလို့ဖြေပေးသွားတယ်လို့တက်ရောက်ခဲ့သူအမျိုးသားတအုပ်က PSM ကိုပြောပါတယ်။အလှမယ်မင်းမြတ်တို့ဟာ2014ခုနှစ်မှာအာရှပစိဖိတ်အလှမယ်စုကိုရရှိခဲ့ပြီးပထမဆုံးနိုင်ငံတကာအလှမယ်တရဖူရရှိခဲ့သူဖြစ်ပါတယ်။မင်းမြတ်တို့ဟာဆရာနာသိမ့်မှုကိုတော်လှန်ကမြမပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့အလှမယ်တအုပ်ဖြစ်ပြီးလက်ရှိအချိန်မှာတော့လန်ဒန်မြို့မှာနေထိုင်ရရှိပြီး မြမအရေးကိုလှုပ်ရှားဆောင်ရွက်နေသူတဦးလည်းဖြစ်ပါရဲ့ရှင်။ BSM News ရဲ့တပတ်အတွင်းပြည်တွင်းသတင်းတွေကိုနားဆင်ကြကြရတာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ BSM News ရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook လူမှုကွန်ရက်နဲ့ YouTube Channel တို့ကနေထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စောင့်မျှော်ရှုစားအားပေးကြဖို့ဖိတ်ခေါ်ပါတယ်။ BSM News ရဲ့ပရိသတ်ပေါင်းတရားပြောရှင်ချမ်းမြေတဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။